ဆောင်းရသည်ရဲ့နေမုံတိုင်းကြားထဲမှာမိသားစုတစုဟာခီးသွိုင်းနဲ့အေးလွန်လာတဲ့အတွက်ဒေါဥဇက်ကရွာငယ်လေးတစ်ခုစီကိုခိုလုံဖို့ရောက်လာခဲ့ကြသလိုဒေရွာလုံးကလည်းတိတ်ဆိတ်နေခဲ့ပါတယ်။ပဝင်းချင်းကိုအော်ဟစ်ပြီးတော့အကူအညီတောင်းလိုက်ပေမဲ့ကန်ဆိုးချင်းလီတော့မိစားတကောင်ရဲ့တိုက်ခိုက်တာကိုခံရပြီးတော့မိသားစု၃ယောက်စလုံးတေဆုံသွားခဲ့ရပါတယ်။ဆိုရန်တောင်ငုံပေါ်မှာလည်း NFK အိနဲ့ထက်စီရာဦးဆောင်တဲ့မော်ဆီယာမရီကြားမှာဖြစ်တဲ့စစ်ပွဲအတွင်း Renivar ရဲ့အင်အားကြီးဆုံးမီးမော်ပညာကိုထုတ်သုံးတိုက်ခိုက်ခဲ့တာကြောင့်မလို့ Navga စစ်တီတော်တော်များများတေဆုံးသွားခဲ့တဲ့ပြင် မြောက်ပိုင်းမဟာမိတ်ဘီအင်ဖိုတက်ရဲ့စစ်တပ်လေးရောက်လာခဲ့ပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက် NAV ကားတွေပထမဆုံးဆစ်ရှုံသွားခဲ့ရပါတယ်။အဲဒါကြောင့်နောက်တနေ့မနေ့မှာတော့ Tesla, Vega 4နဲ့ရှင်ကြံခဲ့တဲ့ Morsia တို့ကအသေးပြောက်စည်းင်းကိုကောက်နေခဲ့ပြီးတော့ Tesla ကတော့အလောင်းကြီးရဲ့နောက်ဆုံးထွက်သက်ခြင်းကိုမော်ဘင်ယာနဲ့ပြန်လိုက်ကြည့်ရင်အလောင်းကြီးရဲ့မြင်ကွင်းထဲမှာ Renifa ကိုတွေ့မလားလို့ရှာဖွေနေပါတယ်။ Vega 4ကလည်း Renifa ကကန့်သက်ထားတဲ့စီးရီကိုကျော်လွန်ပြီးတော့မော်ဘင်ယာကိုတုံးမိခဲ့တဲ့အတွက်အသံမရှင်နိုင်တော့လို့အပင်မမခံတော့ဘူး Tesla ကိုပြောလိုက်ပါတယ်။ ဒါစီရွာကလည်း1နဲ့ပလက်နဲ့ Randy Fire ရဲ့နာမည်ကိုအော်ခေါ်ခြင်းမြူတော်တွေကနေပြီးတော့ Randy Fire ရဲ့နာမည်ကိုအော်ခေါ်နေတဲ့ဂေရော့ရဲ့တန်ကိုကြားလိုက်ရပါတယ်။တုတ်အုပ်ထဲမှာစီဝဲလာနဲ့တွေ့ခဲ့ပြီးစစ်ပွဲထဲမှာ Randy Fire ဒုက္ခရောက်တဲ့မြင်ငွေတစ်ခုစီဝဲလာကကြုံမြင်ခဲ့တာကြောင့်ဂေရော့လည်းစိတ်ပူပြီးတော့ရှာနေရပါတယ်။ဂေရော့နဲ့ထက်စီရွာတို့မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာစစ်ပွဲအတွက် Randy Fire တယောက်အသက်သေးဆုံးတဲ့အထိပေးဆက်ခဲ့ပုံတွေကိုပြောပြလိုက်တယ်လို့ဝေချာတယောက်ဖြစ်ပေမဲ့ Randy Fire ကိုချစ်ခဲ့မိတဲ့ဂေရော့ကစိတ်မကောင်းဖြစ်သွားပြီးတော့ဒါစီရွာတို့အတ္တစစ်ပွဲအတွက်ပေးဆက်ရတယ်တိုင်ရင်လောက်လို့ပြန်ပြီးကာ ဇီရယ်လာကိုခေါ်ပြီးတော့ပြန်ထွက်သွားခဲ့ပါရီဇီရယ်လာကသူ့ရဲ့မြင်ကွင်းထဲမှာတွေးခဲ့ရတဲ့ရန်ဒီဖာအကြောင်းကိုမေးလိုက်ပေမဲ့အကွဲကြီးသိနေတဲ့ဂေရိုကတော့ဘာလို့လဲဆိုတာအရင်မပါတော့ဘူးလို့ပြန်ဖြေလိုက်ပါရီဆောင်းအတီရောက်လာပြီမလို့ဝေချာရီရဲ့ခိုးလုံရနေရာတစ်ခုဖြစ်တဲ့ကာမိုဟန်စီကိုပြန်ဖို့ခီးဆလာခဲ့ကြပါရီညာဘက်ရောက်တဲ့ခါမှာတို့အထဲမှာအိတ်နေတော့အိမ်မဆိုးရေကြောင့်မလို့နိုးလာတဲ့ဇီရယ်လာဟာကန်ဂျမအသက်ကြွေးဥပဒေကိုရှင်းပြခိုင်းလိုက်ပါရီဂေရိုကလည်းဇီရယ်လာရဲ့အဖေဒူနီရဲ့အသက်ကိုဘေးမှာကလန်ဒီစီကဲခဲ့တဲ့အဖြစ်ပြအလုံးစုံကိုပြန်လေပြောပြလိုက်ရင် အမြဲတမ်းစောင့်ရှောက်ပြီးမှမလို့အားမငယ်ဘူးပြောလိုက်ပါရီအဲဒီအချိန်အရီတူစာမှာလဲသစီရာရောကစစ်ပွဲမှာဒဏ်ရာရခဲ့လူတွေကိုမော်ဆွဲနဲ့ကူးတာပေးနေပါရီနက်ဖ်ကမော်ဆီယာမဖရန်ဂျီလာရဲ့ဦးလေးအာတူရီယက်စ်နဲ့တူသစီရာနဲ့ဗေဂါ4တို့ပါဝင်ကူပြီးတော့၃ရောင်စလုံးရဲ့မော်ဆွဲနဲ့ထရစ်မေရီကိုရဲ့မီးလောင်ဒဏ်ရာကိုကူးတာပြီးထိန်းနိုင်ခဲ့ပါရီရန်နီဖာဒေးဗီဆိုတော့အခုချိန်ထိလက်မခံသေးတဲ့သစီရာကလည်းမေရီငိန်သွားတဲ့ရန်နီဖာရဲ့အရေးအယံတွေ့မလားလို့ရှာနေခဲ့ပါတယ်။အာဒိုရီယက်စ်ကလည်းသူ့တူမအခြေအနေမေးတဲ့အခါမှာဗေဂါဖို့ကလည်း နက်ဖ်ကရှီတန်းကနေဖရန်ဂျီလာတိုက်ခိုက်ခဲ့တာမလို့သူလဲတေဖို့လမ်းပိုများရီလို့ပြန်ဖြေလိုက်ပါရီအဲနောက်တော့ Vega 4ကမြောက်ပိုင်းပြည်နေရနက်ဖ်ကရီကိုတောင်ပိုင်းနေသွားပြီးတော့တိုက်ခိုက်နိုင်မှုအတွက်စစ်တုံးပန်းစီကနက်ဖ်ကရီရဲ့အင်အားနဲ့ဌာနချုပ်သတင်းကိုစစ်ဆေးဖို့အတွက်တက်စီရောကတာဝန်ယူလိုက်ပါရီနောက်ကဲမှာတော့အသက်ရှူကြနေခဲ့တဲ့နက်ဖ်ကစစ်သည်နင်းနေကိုဥဆောင်ထွက်ပြေးလာတဲ့ဖရန်ဂျီလာကမော်ဆုံးအောင်အကုန်သုံးပြီးတော့မေးမျောသွားတဲ့ရန်နီဖာကိုဖမ်းလာခဲ့ပါရီရန်နီဖာသတိရလာတဲ့အခါမှာဖရန်ဂျီလာနဲ့စစ်သည်နင်းနေကိုကြည့်ပြီးတော့သူ့ဖမ်းခံလာရတယ်ဆိုတာရိပ်မိသွားပါရီ ဲရောကစောင်းခိုးဖို့အတွက်ကာမိုဟန်စီကိုသွားရင်သူတို့ရဲ့မိခင်ဌာနချုပ်နေရာအကြောင်းစီဝေလာကိုရှင်းပြလေခဲ့ပါတယ်။လမ်းတနေရာမှာတမင်းဒီတကောင်တွေ့လိုက်ရလို့စစ်စည်းတဲ့အခါမှာတော့မိစားတကောင်ရှိနေပြီဆိုတာတီးခဲလိုက်တာအကြောင်းမလို့အဲ့ဒီနေရာကနေပြီးတော့မြင်းကိုဒုံဆိုင်ထွက်လာခဲ့ပါတယ်။ညောက်တဲ့အခါမှာတော့နှင်းမိုးရီနဲ့စောင်းကအေးလုံနေတဲ့ချိန်ရွာတရွာကိုရှာတွေ့ခဲ့လို့စီဝေလာကစေးေးသွားခဲ့ပေမဲ့လူသူကင်းမဲ့နေတဲ့ရွာထဲမှာဂဲရောကဝေမနာခဲ့ပြီးအလီနာကမိတ်ဆွေရှိရာအိမ်ကိုပဲထွက်ခဲ့ပါတယ်။ ရွာနာတောင်ပေါ်မှာရှိတဲ့အိမ်တိမ်စီကိုရောက်တဲ့ခါမှာတော့အိမ်ကားတွေကဝုံတိုင်းကျဲဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီးအိမ်တွေကတောဝါတစ်ပိုင်းလူတစ်ပိုင်းတတဝါတစ်ကောင်ပြေးထွက်လာကဂဲရော့တိုက်ခိုက်ပါ ਉ တယ်။နေရောက်သားတိုက်ခိုက်ကြရင်တတဝါကြီးကဂဲရော့မမှီသွားကအကြောင်းစုံလင်ရှင်းပြဖို့အိမ်တွေကိုအရင်ဆုံးခေါ်သွားလိုက်ပါတယ်။နေဗလင်ကမော်ပညာနဲ့တိမ်လုံးမီးထွန်းလိုက်ပြီးစီရယ်လာအတွက်ရေဘူးရေးဖန်တီးပင်းရေချိုးဖို့စီစဉ်ပေးလိုက်ပါတယ်။အခန်းမြောက်တဲ့ခါမှာဂဲရော့ကဒီနေရာမှာစီဝဲလာအတွက်လုံကြုံမာရီဆိုတဲ့အာမခံချက်ပေးမှစကားဆက်ပြောမယ်လို့ပြောလိုက်တဲ့အတွက်နေဗလင်လက်ကလေးပေးလိုက်ပါတယ် ကယ်ရိုးထွက်သွားကြတဲ့စီဝေလာကလည်းတလန်းလုံးအေးလာခဲ့သမျှတွေကိုရင်နွေးနဲ့ရေထိုးလိုက်ပြီးအနားမှာတွေ့တဲ့ခေါင်းဝင်တစ်ထည်ကိုနေဗလင်ကမော်ပညာနဲ့ဖန်ဆင်းပေးထားတဲ့ထင်ပြီးတော့ဝစ်လိုက်ပါရီစီဝေလာလုံးနေသမျှတွေကိုအပေါ်ရက်ကနေပြီးတော့တယောက်ကချောင်းကြည့်နေခဲ့ပါရီဓမင်းစာကန်းစီကိုပြန်လည်ရောက်လာတဲ့ခါမှာစီဝေလာကခေါင်းဝင်အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ချင်းနေဗလင်တယောက်ရုတ်တရက်အံ့ဩသွားပေမဲ့ချက်ချင်းပြန်ထိန်လိုက်ရင်စီဝေလာနဲ့ခေါင်းဝင်ကလိုက်ဖက်တယ်လို့ပြောလိုက်တယ်လို့စပွဲတစ်ခုလုံးကိုအကောင်းဆုံးစားစရာနဲ့ဝိုင်းနေပြည့်နေအောင်လို့ဖန်ဆင်းလိုက်ပါရီစီဝေလာကညသာစားရင်းနဲ့ ကေရောလိုမျိုးစကားမြမြမပြောတတ်တဲ့လူကွာစာနဲ့မိတ်ဆွေဖြစ်နေကြပုံမေးလိုက်တာကြောင့်မလို့ရှင်တော်ကဝိုင်ဗန်မိတ်ဆာတွေအတူတူတက်ခဲ့ကြတဲ့အကြောင်းရှင်းပြရင်ကေရောကြောင့်သူ့ဘေးရဲ့လေးစားမှုကိုပြန်ရသွားလို့အရင်နည်းဆုံးနေဗလင်ဟာဖျားကြောင့်ဆော်ကားပြီးတော့ဖြက်စီးမိလို့ရသေးမှအခုလိုဖြစ်အောင်ဂျင်းစာတိုက်ခဲ့တယ်လို့အထူးကျန်ဝေဒနာတွေခံစားပြီးတော့တတ်တည်ပေမဲ့အမြဲတမ်းပြန်ရှင်တမ်းပြီးခံစားနေရသေးပဲလို့ပြောလိုက်ပါရီစားတော့ပြီးတဲ့အခါမှာအေဂန်နဲ့မှထိုင်ရင်ကေရောကတောင်ဘက်ကရွာကြောင်းကိုမေးလိုက်တာကြောင့်မလို့နက်ဖ်ကိုင်းနဲ့စစ်ပွဲဖြစ်နေကြတာကြောင့်မလို့ ရွာလုံးကျစစ်ပေးရှောင်ကြရင်အမေရိကောက်ရောက်သွားကြလို့တရားမှမရှိပဲတိတ်ဆိတ်နေတာလို့နေဗလင်ကပြန်ဖြေလိုက်ပါရီအပေါ်ရကတန်နေကြောင့်စီဝဲလာကဘာတန်နေလဲလို့မေးတဲ့ခါမှာဗိန်နာလို့ခေါ်တဲ့အကြောင်းကောင်မွေးထားရလို့ဖြေလိုက်တာကြောင့်မလို့နေဗလင်ရဲ့ဂျင်ဇာကတယောက်တည်းနေရမယ့်ဂျင်ဇာဖြစ်ပြီးကျွန်တော်ကောင်ရှိနေတာထူးဆန်းနေရကြောင့်မလို့တန်တရားဝင်သွားတဲ့ဂေရော့ကအိမ်မက်ဝင်းကျင်ကိုကင်းလဲသွားအောင်မယ်လို့ပြောပြီးတော့အပြင်ကိုထွက်သွားခဲ့ပါရီနေဗကာစစ်တူကြီးဂဟတ်ကိုအရီဒူစာချုပ်ခန်းထဲမှာဆစ်ဆင်းနေတဲ့ထက်စီရာကဘာမှမေးလို့မရခဲ့တယ်လို့အခြေဆုံးတပိတ်မှလေးရန်နီဖာကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဒေါသထွက်ပြီးတော့ ကဲအုံနောက်တွေကိုကစင်ကလေးအဖြစ်အောင်လို့မော်ပညာနဲ့မွေနောက်ကနှိပ်ဆက်လိုက်ပါတော့လေတပတ်မှလည်း nef ကတိုင်းပြည်သွားနေတဲ့လမ်းမှာ renifa က frangila လေးစစ်ပွဲထဲမှာအစွမ်းနေအများကြီးတုံးမိပြီးတော့အင်အားနည်းနေရဆိုတော့ရိပ်မိသွားပါတယ်ဂီးတထောင်နားနေတော့လူနေနေလေးအထွတ်စားစရာတခုခုတော့မှမဖန်ဆင်းနိုင်တော့အောင်အားနေနေပြီမေဟန်ကိုဘူးလုံးနေတဲ့ frangila ကို renifa ကဗက်ပြောင်းမှုစီးယုံနေပါတယ် renifa ကိုချုပ်ထားတဲ့ dimiridian တက်တူဂျိုးကမော်စွမ်းတုံးလို့မရအောင်ထိန်းချုပ်ထားတာမလို့ဗက်ပြောင်းမှုပြောရတဲ့ဇကားတွေကိုလျှက်ရှူလိုက်ရင် ဇိုရန်တိုက်ပွဲက nef ကအတွက်အသေးပွဲလေးပဲလို့ပြန်ပြောလိုက်ပါတယ်ဖရန်ဂျီလာစစ်ရှုံးခဲ့တဲ့အတွက် nef က agree million ပြူစီမှာသူ့ကိုတုံ့ပန်းဖြစ်အပ်ပြီးတော့ဂိုဒိတ်ကပြန်ဆဲခြင်းတွေဆိုတာရိပ်မိသွားခဲ့တာကြောင့် renifar လည်းဆက်ပြီးတော့မစည်းရုံတော့ဘဲနဲ့မော်ဘီညာနဲ့စားစရာကောင်းကောင်းဖန်တီးပေးစမ်းပါဆိုပြီးတော့နှောင်မြောင်လိုက်ပါတယ်နေဗလင်ရဲ့အိမ်မှာလည်းဂေရော့ကင်းလဲဖို့ထွက်သွားတဲ့ချိန်နေဗလင်ကမော်မီးအိမ်နဲ့အရေးပြားချက်ပုံမြင်တစ်ခုပြောပြလိုက်ရင်ညနေလာတော့အိတ်ခန်းစီလိုက်ပို့ရင်းနဲ့မီးအိမ်ကိုပေးလိုက်ပါတယ်အိမ်မြင့်ထွက်သွားတဲ့ဂေရော့က ိမ်တကားဝါနာမှာမိစာချီရတကူတွေးကြတာကြောင့်မလို့လှုပ်ဝှက်ချက်တကူကူရှိနေတာတီးသွားပြီးတော့အိမ်ထဲကိုပြန်ဝင်ရင်ဂိမ်းစော်ပြီးတော့ရှုံးတဲ့လူကအမှန်တရားကိုပြောပြရမယ်လို့စီစဉ်လိုက်ပါရီအိမ်နောက်ဓာဘောက်ကင်းကိုကစားရင်းနဲ့ဂဲရော့ကအမြဲတမ်းရှုံးနေတဲ့အတွက်နေဗလင်မီးသမျှကိုအမှန်တိုင်းပြန်ပြေးနေရပါရီဂဲရော့လည်းလက်ရည်ကျသွားပြီးလို့ထင်နေခဲ့တာကြောင့်မလို့ဓာအောက်ထုတ်ပြီးတော့ပြစ်မှတ်ကိုထိအောင်ပြစ်လိုက်ရင်နေဗလင်ကိုပညာပြလိုက်တော့မှအလိညာရီရှိနေတဲ့နေဗလင်လည်းစကားလမ်းကြောင်းလွှဲကာထွက်သွားခဲ့ပါရီဖရန်ဂျီလာကနေဗကာရီကကျူးကျော်စစ်တိုက်နေရမှာမဟုတ်ဘဲနဲ့ဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်ဖို့ ဧဂရစ်မီလီယံဖြူကစူးစမ်းနေတဲ့အကြောင်းဝါရပြန်စကားတွေရန်နီဖာကိုပြောနေပါတယ်။မော်တင်းတော်မှာစွမ်းအပြည့်သုံးဝင်မရတဲ့နေရုပ်တတာအတုံးချခံလေးတွေဖြစ်နေရဲ့လို့ပြောလိုက်တာအကြောင်းမလို့ရန်နီဖာကရီဒူဇာမော်တင်းတော်အတွက်ဖရန်ဂျီလာကိုခုခံစကားပြောရင်းခီးဆက်လာနေခဲ့ပါတယ်။နေဗလင်ရဲ့အိမ်ထဲမှာမော်မီးရင်လေးနဲ့ကစားရင်းအိပ်ပျော်သွားတဲ့စီရီလာဟာအိမ်မဆိုးတွေမှတ်ပြီးတော့မျက်ရည်ကျနေပါတယ်။အဲဒီအချိန်မျက်နှာချက်ကနေမိန်းကလေးတစ်ယောက်တွားတွားဆင်းလာပြီးတော့စီရီလာရဲ့မျက်ရည်ကိုတစ်ခါမှမမြင်ဘူးတဲ့အရာလိုမျိုးစမ်းကြည့်နေပါတယ်။ လန်နူသွားတဲ့စီဝဲလာကဘသူလဲလို့မေးတဲ့အခါမှာမင်းကလေးကဗရီနာလို့မိတ်ဆက်လိုက်ရင်အိမ်မက်ဆိုးရီကနေလွတ်မြောက်အောင်ရောက်လာတာလို့ပြောလိုက်ပါလေနေဗလင်ကကြောင်းလို့ပြောခဲ့ပြီးအခုတော့လူတယောက်ဖြစ်နေလို့အန်ဩနေရဲ့စီဝဲလာရဲ့စိတ်ထဲကိုမြင်နေရတဲ့ဗရီနာကစီဝဲလာတွေးသမျှတွေကိုပြန်ပြီးတော့ဖြေရှင်းနေတယ်လို့ကေရောလို့တက်ပြတ်နေရဲ့သားသမားတယောက်နဲ့ဘာလို့ခီးသွွားနေရလဲလို့ပြန်မိလိုက်ပါလေစကားတွေပြောနေကြရင်လည်းနေဗလင်ကဗရီနာကိုချစ်မိနေရကြောင်းမလို့ကေရောမမြင်အောင်ဖွက်ထားတယ်ဆိုတော့ရိပ်မိသွားပါလေဗရီနာကလည်းချက်ချင်းပဲစီဝဲလာကိုအိတ်မွေချတာက သူတို့ပြောသမျှတွေကိုမေ့သွားအောင်လုပ်လိုက်ပါတယ်ဂဲရောကနေဗလင်တစ်ခုခုဖုံးကွဲ့နေရဆိုတော့တန်တရားရှိနေရကြောင်းမလို့နေဗလင်အိပ်ပျော်နေတဲ့ချိန်ထိစောင့်ကြည့်ပြီးတော့တောင်ကြီးရွာစီကိုဆင်းလာခဲ့ပါတယ်ရွာရောက်တဲ့အခါမှာတော့မိစာအသက်ခံရလို့တည်နေတဲ့ခီးသွွားမိသားစု၃ယောက်ရဲ့အလောင်းတွေကိုတွေ့လိုက်ရလို့မိစာအမျိုးအစားခွဲဖို့ပဝင်းညိုတေးချလီလာကြည့်လိုက်ပါတယ်အဲဒီတော့မှဂဲရောလည်းဘရူဇာလိုခေါ်တဲ့ပြန်တက်တဲ့မိစားတကောင်ကနေဗလင်ရဲ့အိမ်မှာရှိနေရဆိုတော့ဒေသမီသွားပြီးတော့အိမ်ကိုမြန်ပြန်လာခဲ့ကအိပ်ပျော်နေတဲ့စီရယ်လာကိုနှိုးပြီးတော့ ဂိဝါမြင်းစီမှာစောင့်နေပုံနဲ့အိန္ဒိယနေပြီးတော့သူမဟုတ်ပဲဘသူပဲထွက်လာထွက်လာမြင်းနဲ့ထွက်ပြေးဖို့မှားလိုက်ပါတယ်။စီဝဲလာထွက်သွားတဲ့နေကတော့လေဝှချာစီတောက်ပြီးတော့နေဗလင်ရဲ့အခန်းစီကိုတွားကြည့်ခဲ့ပါတယ်။အခန်းထဲမှာတော့အိပ်ပျော်နေတဲ့နေဗလင်ကိုဗေရီနာကကိုက်ဖျက်စားတောက်နေပါတယ်။ကေရော့လေတကားဖွင့်ပြီးတော့တိုက်ခိုက်ဖို့ပြေးလာခဲ့ပေမဲ့ဗေရီနာကအတန်လိုင်းနဲ့ဥအောင်တိုက်ခိုက်ခဲ့ပါတယ်။အပြန်လာတိုက်ခိုက်ကြရင်လည်းဗေရီနာကအိမ်မြင်မဲ့လွင်းထွက်သွားခဲ့ပါတယ်။ဖရေးလာဟာလူပုံစံကနေလင်းတို့မိဆာလိုပုံစံမျိုးနဲ့ဘရူးဇာတကောင်အဖြစ်ပြောင်းလဲသွားပြီးတော့ ကဲရိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဓာတ်နဲ့ခုတ်လိုက်နေတာကြောင့်မလို့လူပုံစံပြန်မြောင်းပြီးတော့ပြုတ်ကျလာခဲ့ပါတယ်။ဗေလာအနားမှာရှိတဲ့စီဝဲလာကိုဖမ်းထားပြီးတော့ချင်းချောင်းနေတော့မှပဲနေဗလင်ကပေါ်လာပြီးတော့ဗေလာကိုလှန်နဲ့ထုတ်ချင်းပေါက်ထိုးလိုက်ပါ ਉ တယ်။အဲဒီနောက်မှာတော့ကဲရိုကဗေလာရဲ့ခေါင်းကိုဖျက်ပစ်လိုက်တာကြောင့်မလို့တကူလုံးမီးလောင်သွားတဲ့အချိန်မှာပဲနေဗလင်ကလည်းတတဝါရီပုံစံကနေပြီးတော့မူလလူပုံစံဖြစ်ပြန်လည်ပြောင်းသွားခဲ့ပါတယ်။အစ်ကြောင့်ဘာမှမမြင်ရတော့တဲ့နေဗလင်ကတောင်းကလူတွေကိုတက်ပြီးတော့စားနေတဲ့ဗေရီလာကိုအပြစ်မမြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့နေဗလင်ဟာယသိမောင်မရင်းချင်းခဲ့ပြီလို့ကျင်းစာတင်းခဲ့ရကြောင်းဖုံးကွယ်မထားနိုင်တော့ပဲပြောလိုက်တာကြောင့်မလို့ဂေရိုတို့ကလည်းနေဗလင်ရဲ့အပြစ်အတွက်ခွင့်မလွတ်တော့ဘဲနဲ့ထွက်သွားခဲ့ကြပါတယ်။တော်ရောက်တဲ့အခါမှာတော့ဂေရိုလည်းပဲတရားမဲ့ရင်နဲ့ဝီချာစီရဲ့အစွမ်းအင်တွေကိုပြန်ဖြောက်ပစ်လိုက်ပြီးတော့ရှေဝေလာကိုပြေးခိုင်းပြေးဖို့နဲ့စကားနားထောင်ဖို့တက်ပြောပါတယ်။သူရောက်ရရက်မှာလူရည်သေးနေရကြောင်းမလို့ရှေဝေလာအတွက်ကတော့ကျင်းစာတစ်ခုလိုပါပဲ။တပတ်မှလည်းနက်ဖကတိုင်းပြည်မရောက်ခင်နောက်တစ်ခေါက်ခီးတစ်ထောင်နားနေတဲ့ဖရန်ဂျီလာတို့အုပ်စုစီကို ဘေးရမှန်မသိတဲ့လက်နက်တွေရောက်လာပြီးတော့စစ်တီအကုန်လုံးတတ်သွားခဲ့ပါတယ်။ရန်နီဗာကကြိုးပြီပြီးဖို့ပြောလိုက်ပေမဲ့မော်စွမ်းအသုံးမရဖြစ်နေတဲ့ဖရန်ဂျီလာတယောက်ဘေးရထွက်လာမယ်မှန်မသိတဲ့ရန်သူတွေကိုကြောက်လန့်ပြီးတော့တုံလုံးနေနေပဲဇလန်လီကလည်းပြီးဆုံးသွားခဲ့ပါတယ်။ The Witcher Season 2 Episode 2ရဲ့ဆိုရန်တောင်ငုံတိုက်ပွဲမှာစစ်ရှုံးပြီးတော့ထွက်ပြေးလာခဲ့တဲ့ဖရန်ဂျီလာနဲ့နက်ဖကစစ်တီတချို့ကရန်နီဗာကိုဖမ်းခေါ်လာခဲ့ပြီးတော့နက်ဖကအေဂရစ်မီလီယံဖြူစီမှာဆက်တာဖို့ပြန်လာခဲ့ကြတော့မြင်ရမှာဖြစ်ပါတယ်။ ဒုတ်တရနဲ့တငယ်တွေရဲ့တိုက်ခိုက်တာကိုခံရပြီးတော့စစ်တီတွေအကုန်လုံးတေးခဲ့တဲ့အပြင်ကိုမှ Frangila နဲ့ Renny Faro ကလည်းအဖမ်းခံခဲ့ရတယ်။အဲဒီနောက်မှာတော့နဲ့တငယ်တွေရဲ့လိုအပ်တိုင်းမီစီကို Renny Faro ကိုဖမ်းခေါ်သွားပြီးတော့နဲ့တငယ်ကောင်းဆောင် Mosia မှ Francesca ဆိုတဲ့လူနဲ့ပေးတွေ့လိုက်ပါတယ်။ Frangila ကစစ်ပွဲက Nef ကမြောက်ပိုင်းတိုင်းပြည်မှာဖြစ်နေတဲ့အတွက်နဲ့တငယ်တွေနဲ့မဆိုင်ကြောင်းပြောပြီးတော့သူ့ကိုပြန်လွှတ်ပေးဖို့ပြောလိုက်ပေမဲ့ Francesca ကမော်ပညာနဲ့မေ့သွားအောင်လုပ်လိုက်ပါတယ်။ပြီးတော့မှ တချိန်လုံးကနတ်တငယ်ကြီးရဲ့ဘရင်ဖြစ်ခဲ့ဘူးတဲ့ဖီလာဗန်ထရယ်ဘက်ကိုလှည့်ပြီးတော့လူသားတွေကိုတခါရဲမတက်ဘဲနဲ့ဖမ်းလာလို့အပြစ်တင်နေပါရီရနီဗာလည်းသူဟာနတ်တငယ်သွေးပါတဲ့နတ်တငယ်တယောက်ဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာဖရန်ချက်စကာကနတ်တငယ်လူမျိုးကြီးရဲ့ယူဝါတွေကိုဘာတစ်ခုမှမလုပ်ဘူးပဲနဲ့သွေးပါယုံနဲ့နတ်တငယ်ဖြစ်မလာဘူးလို့ပြန်ပြောလိုက်ရင်ဖီလာဗန်ထရယ်ကိုလည်းအရင်တော့ကသာဘရင်ဖြစ်ခဲ့ပေမဲ့အခုခေါင်းဆောင်မဟုတ်တော့တဲ့အတွက်သူ့ရဲ့စကားကိုနာခံရမယ်လို့ပြောလိုက်ပါရီဒါပြင်ဖရန်ချက်စကာက သူဟာနတ်ငယ်ရှေးဘိုးဘီးဒီရဲ့စောင်းရှောက်မှုကိုညာရိတ်မနီရဲ့အိမ်မက်ထဲကရရှိနေတဲ့အကြောင်းပြောရင်းနဲ့သူ့ရဲ့အိမ်မက်ထဲကလိုမျိုးဝိယုံဖြူကဖီလာဗန်ထရီကိုစောင်းရှောက်မှခေါင်းဆောင်ဆက်လုပ်လို့ပြောလိုက်ပါရီတပတ်မှလည်းဂေရိုနဲ့စီဝဲလာတို့ကနေဗလင်ရဲ့ရုံမာမှုကိုယုံရှာပြီးတော့တယောက်ထဲထားခဲ့ကကာမိုအန်စီကိုခီးဆက်လာခဲ့ကြပါရီလူသူနဲ့မနီရဲ့နှင်းတောင်တန်းပေါ်ကကာမိုအန်စီကိုရောက်တဲ့အခါမှာတော့ဂေရိုကစီဝဲလာကိုအစာအုပ်တွေကိုခေါ်သွားခဲ့ပါရီအထဲကိုရောက်တဲ့အခါမှာတော့နေဆုံထွက်သွားကြရီ တခြားဝေချာတွေလည်းစုစည်းပြီးတော့ပြန်ရောက်နေကြတာကိုတွေ့လိုက်ရပါတယ်။အဲဒီတော့အကုန်လုံးမသိဘဲနဲ့ပြန်ရောက်လာကြတဲ့အတွက်ဝမ်းသာအားရနှုတ်ဆက်စကားပြောကြရင်လည်း BRI တွေလည်းထိုင်တော့နေကြပါတယ်။ပြီးတော့ဂေဘောရိုအဖွဲ့သားတွေအားလုံးနဲ့အတူဝေချာတွေအားလုံးရဲ့ဘဲကန်ရှင်ဖြစ်တဲ့ဗက်စီမီယာကိုစီရယ်လာနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဝေချာတွေကသူတို့ကြုံခဲ့ရတဲ့မိဆာတပ်ပွဲတွေအတွေ့အကြုံတွေကိုပြန်ပြောပြရင်လည်းဒီပြန်မလာနိုင်သူတွေအတွက်လည်းစူတောင်းပီယာဆိုပြီးတော့တောက်လိုက်ကြပါတယ်။အဲဒီတော့မှနောက်ထပ်ဝေချာတယောက်ထပ်မံရောက်လာပြီးတော့အကောလုံးနှုတ်ဆက်လိုက်ပါတယ်။ အကုန်လုံးကတော့ Witcher SK ကိုတီချာကြည့်ကြရင်းနဲ့ဒဏ်ရာရလာတဲ့ပုံစံကြောင့်မလို့အန်အောနေကြတော့မှ SK ကမိစာလက်တစ်ဖက်ကိုထုတ်ပြလိုက်ပြီးတော့ဒဏ်ရာရလာခဲ့ပေမဲ့လက်တစ်ဖက်တော့ဖြတ်နိုင်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ Vasimira ကလက်ပြက်ကိုကြည့်ပြီးတော့လက်ရှိမိစာဆိုရင်သူ့ရဲ့နှလုံးကိုမီးရှို့နိုင်မှတေးမှာဖြစ်လို့ချောင်းနိုင်လောက်တိုက်ခိုက်ပြီးမစင်းစားမီးလို့မနိုင်ခဲ့တာပေါ့ဆိုပြီးတော့သူ့တပည့် SK ကိုအပြစ်တင်လိုက်တာကြောင့်မလို့လက်ရှိဟုတ်မဟုတ်မသေးကြပေမဲ့စေးအကြီးကုံသွားလို့မနိုင်ခဲ့တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ ဇီဝဲလာကဘာလုပ်လဲဆိုပြီးတော့မေးနေခဲ့လို့ SK ကိုတတဲကြီးက BR တချိုက်တောက်ပြီးတော့ Sintra ရဲ့မင်းသမီးဇီဝဲလာဆိုပြီးတော့ကိုယ်တိုင်ပဲမိတ်ဆက်လိုက်ပါရီနောက်တစ်နေ့မှာတော့ကေရောကလေးချင်ရေလုံနေတော့ဗက်စီမီရာရောက်လာပြီးတော့ဇီဝဲလာအကြောင်းနဲ့မေးနေခဲ့လို့ Sintra တိုင်းမြေတစ်ခုလုံး Nav ကတွေဖြတ်စည်းသွားခဲ့လို့ကုကေယာမရှိတဲ့ဇီဝဲလာကိုပြစ်ထားလို့မရတော့တဲ့အတွက်စောင့်ရှောက်ခဲ့ရတဲ့အကြောင်းပြောပြလိုက်ပါရီဝေချာရီယာမိစ္ဆာတက်တာလို့ရင်နိုင်ငံရေးဝေမရှုပ်တဲ့လမ်းစဉ်ကိုစွဲကင်ထားကြတာဖြစ်ပါရီ တချိန်လုံးကလည်းနိုင်ငံရေးဝင်ရှုံမီလို့ကာမွန်ဒုက္ခရောက်ခဲ့ပူးတယ်လို့မျိုးအခုတခါထပ်ပြီးတော့ဖြစ်မှာ哦ဗက်စီမီရွာကစိုးရင်နေခဲ့တာဖြစ်ပါလေကာမိုဟန်ကိုလူတွေကတိုက်ခိုက်ကြတဲ့အချိန်မှာဗက်စီမီရွာကသူတို့လိုမျိုးမိဘမဲ့ကလေးတွေကိုစောင်းရှောက်ပြီးတော့ဝါချာတယောက်ဖြစ်လာအောင်တွန်းတင်လာခဲ့တဲ့အကြောင်းဇီဝေလာကိုသူ့ကိုယ်သူစောင်းရှောက်နိုင်အောင်တင်မိမယ်လို့ဂေရောကပြောလိုက်ပါလေနောက်တစ်ခန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဇီဝေလာတယောက်ကအခန်းပတ်ပြီးတော့ရှာနေခဲ့လို့နန်းတော်မဟုတ်ဘူးေဘားတရားသားရဲ့နေရဲ့နေရာစုပ်ပြက်နေမှာပဲအစဉ်ပြေတဲ့ခန်းမသာနေလိုက်လို့ ဘူတော်လိုက်တဲ့သူကတော့ SK ပဲဖြစ်ပါရီနတ်ငယ်စကမ်းမှာအဖန်ခံထားတဲ့ Renifer နဲ့ Frangila တို့ကလွတ်မြောက်အောင်အကြံစီထုတ်ပြီးတော့တိုင်ပင်နေခဲ့ကြပါရီတဖက်မှာလည်း Francesca နဲ့ Fila Ventre တို့ကနတ်ငယ်မျိုးဆက်တည်းရဲ့အနာဂတ်အတွက်စကားပြောနေကြပါရီနတ်ငယ်တို့ရဲ့မူလဇာတိ Ariduza ဒါမှမဟုတ်ဒေါဘလက်ဒါနာကိုမသိမ်းပိုက်နိုင်သေးလို့ Fila Ventre ကစိတ်ပြတ်နေခဲ့ပေမယ့်သူတို့တူပေါ်နေတဲ့ကြောက်ကိုရှာတွေ့ရနဲ့နတ်ငယ်တွေရဲ့အနာဂတ်ပိုကောင်းလာမှာဖြစ်လို့မျောလင်းချက်မစွန့်လို့ဖို့အတွက် Francesca ကအားပေးလိုက်ပါရီ ဖီလာဗန်ထရီပြန်ထွက်လာချိန်တချင်းတဲ့ဂျက်စကီရာရေးခဲ့တဲ့တချင်းတွေကဖီလာဗန်ထရီအကြောင်းကိုရန်နီဖာမိလိုက်တာကြောင့်မလို့ဘေးမကလန်ဒီရဲ့လက်ထဲဇင်ဒရီယာကြာဆုံးသွားတဲ့အချိန်ကစပြီးသူ့နောက်လိုက်တွေကယုံကြည်မှုမရှိတော့ဘဲဖရန်ချက်စကာကိုပဲခေါင်းဆောင်တင်လိုက်တဲ့အကြောင်းပြောပြလိုက်ပါတယ်။တချိန်ကစင်ထရာတိုင်းမီနီယာဟာနေတငယ်တွေနေရဲ့နေမြေဇင်ဒရီယာဖြစ်ခဲ့ပြီးတော့လူတွေကကျူးကျော်အပိုင်သိမ်းခဲ့လို့သာနေတငယ်တွေပုံပြောက်ခဲ့ရတာဖြစ်ပါတယ်။အကြောင်းကပြောရမယ်ဆိုလို့ရှိရင်တော့ဆော့ဂီနိုရဲ့မဲနေဘလောကိုတန်တန်းနိုးကသိမ်းပိုက်လိုက်လို့ ပျောက်ခဲ့တယ်လို့ပဲဖြစ်ပါတယ်။အခုချိန်မှာတော့နမေကျော်မင်းနေဘလော့ကစောကရင်တို့ရဲ့လက်ထက်ကိုတော့အပြေးအဝပြန်လဲရောက်ရှိခဲ့ပါပြီ။ကဲဇလန်းဆိုင်မယ်ဆိုလို့ရှိရင်တော့ Francesca တယောက်အိမ်မက်မက်တယ်လို့သူတို့နှစ်ယောက်လည်းမတူညီတဲ့ဝတ်စုံအယောင်နဲ့အိမ်မက်တွေကိုမက်ခေတာကြောင့်မလို့လူသုံးယောက်အိမ်မက်တစ်ခုတည်းကိုအတူတူမက်နေရဲဆိုတာတခုခုထူးခြားလာနိုင်တဲ့အတွက်သူတို့ကိုလွှတ်ပေးဖို့အတွက် Frangila ကပြောလိုက်ပါတယ်။ Villa Ventre နဲ့ Renifaro ပြောတော့ကြားသွားပြီးတော့တွေးဝေးနေတုန်းမှာလက်ငယ်တယောက်ကတူးဖို့ရင်နေရာမှာတခုခုရှာတွေ့ထားတဲ့အကြောင်းလာပြောအကြောင်းမလို့ထပြီးတော့လိုက်သွားခဲ့ပါတယ်။ ကားမွဲမှာတော့ဂေရော့က SK ဖြတ်ယူလာခဲ့တဲ့လက်ရှိမိစားရဲ့လက်ကိုခွဲစိတ်ပြီးတော့စမ်းသက်ကြည့်နေပါရီဇီဝေလာကတိုက်ခတ်ရေးလေးချင်မပေးသေးလို့စိတ်ကောက်နေပေမဲ့လက်စားချေချင်တဲ့စိတ်ကြောင့်မလို့လေးချင်ချင်နေဆိုတာသိနေတဲ့ဂေရော့ကလူသက်ဖို့အတွက်လေးချင်မပေးသေးတာပဲဖြစ်ပါရီအဲ့ဒီချိန်ကားမွဲခမ်းမာတွေကစူညံတန်နေကြောင့်မလို့ဂေရော့လည်းပဲအချိန်ကြီးကြည့်ဖို့ထွက်သွားခဲ့ပါရီခမ်းမာတွေမှာတော့ SK ကဝူချာရီကုံလုံးနဲ့ပြောပါဖို့အနည်းဆုံးမျိုးကပြည်ဒစာမားတွေကိုခေါ်လာခဲ့ပါရီဂေရော့လည်းကားမွဲမှာဘယ်တော့မှမလုပ်ဘူးတဲ့အရာတွေလုပ်နေကြလို့ထူးဆန်းပြီးတော့ Vesuvio ကိုသွားမိလိုက်ပါရီ ။ဗက်ဇီမီရောကလည်း SK season လာပြီးမှသူတိခဲ့တာမလို့တခါတော့တီးခံပေးလိုက်ဖို့ဂဲရော့ကိုပြန်ပြောလိုက်တယ်လို့ဂဲရော့ကနောက်တစ်ခါထမ်းမလို့ဖို့ SK ကိုတတိပေးလိုက်ပါရီ။အဲဒါတွေကိုပေါ်ရက်ကနေပြီးတော့စီဝဲသားတယောက်ကြည့်နေခဲ့ပါရီ။ဝေချာသုံးလက်နဲ့ပစ္စည်းထားတဲ့အခန်းစီကိုရောက်သွားပြီးတော့ကြည့်နေတော့မှဗက်ဇီမီရောရောက်လာပြီးတော့လက်နဲ့ကူချင်းစီတိုင်းကအသက်သေးသွားခဲ့တဲ့ရှေးရဝေချာရီရဲ့အဖိုးတန်ပစ္စည်းတွေဖြစ်ကြောင်းစီဝဲလောက်ရှင်းပြလိုက်ပါရီ။ပြီးတော့မှကာမိုဝမ်မှာပထမဆုံးညားမလို့စောစောအိပ်ဖို့ပြောကစီရွယ်လာအောင်အခန်းပြန်လှုပ်လိုက်ပါရီတစ်ဖက်မှာလည်း ရန်နီဗာနဲ့ဖရန်ဂျီလာတို့ကိုဖရန်ချက်စကာရဲ့မောင်ကလာခေါ်သွားခဲ့ပါရီရန်နီဗာတို့လည်းနတ်ငယ်မျိုးအဟောင်းအစာအုပ်တွေဝင်သွားလိုက်ပြီးအထက်ရောက်တဲ့အခါမှာဖရန်ချက်စကာကအိမ်မက်ဒီကြောင်ပြောခိုင်းလိုက်ပါရီအိမ်မက်ဒီကြောင်ပြောနေတုန်းမှပဲရန်နီဗာကဖရန်ချက်စကာတို့ကိုးကွယ်တဲ့အယိုးစုနှစ်ဖျားရုပ်ထုနာကပူဇော်ထားတဲ့ပစ္စည်းတွေကိုတုံးချလိုက်ပြီးတော့ဖုံခါလိုက်တဲ့အခါမှာနတ်ငယ်မူရင်းဘာသာစကားနဲ့ရေးထားတဲ့စာတွေကိုတွေးလိုက်တာအကြောင်းမလို့ဖတ်ပြလိုက်ပါရီအဲ့ဒီအချိန်ရုပ်ထုထားတဲ့စင်ကအနောက်ကိုရွေ့သွားပြီးတော့မြေအောင်စင်းတဲ့လေကားတစ်ခုပေါ်လာခဲ့ပါရီ တို့တို့ယောက်လေကားကနေဆင်းသွားတဲ့ခါမှာတိုးတစ်ခုရဲ့လေကိုယောက်သွားပြီးတော့တကားမရှိတဲ့တဲရင်တလုံးကိုမှောင်မဲထဲမှာတွေးလိုက်ရပါတော့လေ။ Francesca ကဂါရာရွေ့လိုက်ချိန်မှာပဲတကားမရှိတဲ့တဲရင်ကြီးကလှုပ်ရှားလာပြီးတော့မီးရီလင်းလာခဲ့ပါရီ။ကာမွန်မှာလည်းဂေရောက SK နဲ့စကားများပြီးတော့စီဝေလာကိုလိုက်ရှာရင်းနဲ့ Vasimira ကိုမေးလိုက်ပါရီ။ဝေချာတယောက်ခမရလည်းစီဝေလာနဲ့တွေ့တော့မှာပဲအဘေလူရောကိုလူရောစောင့်ရှောက်ဖို့ပါပူပန်နေရတော့တာပါပဲ။ SK တရားကိုမတင်ရွှေနဲ့ပလူးနေတော့မှာ ကျောဘက်ကလက်ရှိမိစ္ဆာအကြောင်းမလို့ရခဲ့တဲ့ဒဏ်ရာတွေကနေပြီးတော့တင့်မြစ်လိုမျိုးနှွဲတစ်ခုထိုးထွက်လာခဲ့ပါတယ်။ကေရောနဲ့ဗက်စီမီရာရဲ့လေဘင်းမှာရှိတဲ့ဝှချဆွဲကျိုးတွေကနေပြီးတော့အဲမိစ္ဆာရှိနေတာအာယုံခံစားမိသွားခဲ့ကြလို့လက်နက်တွေကိုပြင်ဆင်ထားဖို့အတွက်ဝှချအားလုံးကိုချက်ချင်းပဲသူတို့ကတတိပေးလိုက်ပါတယ်။အဲနောက်မှာတော့ဝှချတယောက်ကလည်းပြည်တစားတွေကိုအခန်းနေစီကိုခေါ်သွားပြီးအပြင်ကိုထွက်မလာဖို့တတိပေးလိုက်တယ်လို့ဇီဝဲလောင်စောင့်ရှောက်ဖို့လေဗက်စီမီရာကတာဝန်ယူလိုက်ပြီးတော့ကေရောကမိစ္ဆာကိုတိုက်ခိုက်ဖို့တဲ့စီစဉ်လိုက်ရပါတယ်။ နိုင်ငံတော်အုပ်ထဲမှာတော့ရနီဖာရို၃ယောက်သားကတိုင်းအင်းလေးကိုရောက်သွားပြီးတယောက်ကိုမြင်ကွင်းတစ်ခုစီနဲ့အိမ်မက်လိုလိုမြင်နေကြပါရီဖရန်ချက်စကာကရှီယောင်းနိုင်ငံဘီယင်မှအက်ဒလင်းနဲ့စကားပြောနေပြီးအက်ဒလင်းကဇင်ထရီယာတိုင်းပြည်ဟာနိုင်ငံတွေအတွက်အသင့်တော်ဆုံးလို့ပြောလိုက်ပါရီဖရန်ဂျီလာကတော့နက်ကစစ်သူကြီးဝတ်စုံတဲ့လူတယောက်ကိုတွေ့နေရပြီးတော့ဝတ်စုံတဲ့လူကသူ့ကိုယ်သူမီလီယံဗျူဖြစ်ကြောင်းပြောတဲ့အခါမှာဖရန်ဂျီလာကလည်းဒါရီယာအစ်မတ်မဟုတ်ဘူးလို့ပြောရင်းနဲ့ညင်းနေပါရီ ရန်နီဗာရောကလေးမလေးတယောက်ကအားနေချက်တွေကိုပြောပြရင်ဇွမ်းအန်ရီကိုလိုချင်လို့လောဘကြီးကရှာဖွေနေရပဲလို့ပြောလိုက်ပါတယ်ရန်နီဗာရောအကုန်လုံးကမော်ပညာနဲ့လဲစားခံနေရတယ်ပဲလို့ပြန်ပြောရင်အစ်မမဟုတ်ဘူးလို့တွေးကစိတ်ကိုစူးစီးနေပါတယ်ဒါပေမဲ့ကလေးမလေးကဝေးုံနဲ့အဖွားအပုံစံပြောင်းသွားပြီးတော့ရန်နီဗာရဲ့မော်ဇွမ်းနေပြန်လို့ချင်းရင်သူ့စီမှာတောင်းဆိုရမယ်လို့ပြောလိုက်ပါတယ်ဖရန်ဂျီလာလေတိန်းရဲ့မော်ပညာနဲ့မျိုးပါသွားပြီးတော့သူများလက်အောက်မှာအမှုမထမ်းပဲကိုယ်တိုင်ပြင်မလောရမယ်ဆိုရဲမှော်မိုင်းမိသွားခဲ့ပါတယ် ရန်နီဗာတော့မော်ဘင်ညာကိုအန်တုထားရင်အဖွားကြီးရဲ့ညှို့ကွက်မှာပါမသွားအောင်လို့တင်းခံနေခဲ့ပေမဲ့နောက်ဆုံးမှာတော့အဖွားကြီးကိုဒေါသကြီးထွက်ပြီးတော့အော်ဟင်းနဲ့မီလဲသွားခဲ့ပါရီကာမွန်မှာတော့ဂေရော့ကတခန်းဝင်တခန်းထွက်မိဆာကိုရှာရင်လက်နဲ့လှုပ်တဲ့အခန်းစီကိုရောက်သွားတဲ့ခါမှာတော့နွယ်ပင်ကြီးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါရီအသေးစားပြန်ပြီးတော့ကုကံပေမဲ့နွယ်ပင်ကြီးကများလာပြီးတော့ဖမ်းဆီးဖို့ကြိုးစားနေကြလို့အနာကမီးတုပ်တစ်ခုကိုယူပြီးတော့ချုပ်ထားတဲ့နွယ်ဒီကိုမီးနဲ့တိုက်ကဂေရော့လေးပဲလုံးအောင်ယုံလာခဲ့ရပါရီ အဲဒီအချိန်နွယ်ပေမိစာပေါ်လာခဲ့တဲ့အတွက်မီးတုံးနဲ့တိုက်ခတ်ရင်းနဲ့မိစာရဲ့မျက်နှာကိုဂေရောကတွေးသွားခဲ့ပါတယ်။အဲဒီမှာမိစာက SK ဖြစ်နေအောင်တည်သွားခဲ့တဲ့ဂေရောကလည်းမီးတုံးကိုပြစ်ချလိုက်ပြီးမဲ့ SK ကတော့လက်ရှိမိစာအကူးဆက်ခံထားတဲ့အတွက်ဂေရောဘာမှမသိပဲတိုက်ခိုက်ပါတယ်။တရင်ခိုင်ရင်းနဲ့အဖမ်းခံလိုက်ရတဲ့ဂေရောကိုမိစာစိတ်တဝက်လူစိတ်တဝက်နဲ့ SK ကတခါရင်းမသက်ဘဲနဲ့ထက်ခါတခါတိတ်ဆက်နေပါတယ်။လက်ရှိကမကူးဆက်တတ်ဘူးလို့သိထားတဲ့ Vesimira ကလည်းအန်အောသွားရင်းနဲ့ဂေရောနဲ့အတူတူ SK ကိုတိုက်ခိုက်ရင်း တကောင်မော်ဘညာနဲ့ပိတ်ထားဖို့ပြောလိုက်တာအကြောင်းမလို့ဂေရော့လည်းပဲအ мян ဆုံးပိတ်ထားလိုက်ရလို့ဗက်ဇီမီရွာကလည်းတန်ညိုးနဲ့ချိန်ပြီးတော့ SK ကိုဖမ်းဖို့ကြိုးစားနေပါတယ်။ပြည်ရန်စာတွေကလည်းစိတ်မရှိတော့ဘဲနဲ့ထွက်ပြေးသွားကြပြီမြင်။စီရလာကတော့အမြဲတမ်းဂရီတီတက်တဲ့ဂေရော့တယောက်ပြန်လာခေါ်မှာပဲစောင့်နေလိုက်ပါတယ်။ဒါပေမဲ့လည်းဗက်ဇီမီရွာက SK ကိုတန်ညိုးနဲ့တိုင်မာချီပြီးတော့ပြန်လဲကူပြီးဖို့ကြိုးစားနေပြီမြင်။ မရနိုင်ခဲ့ဘဲနဲ့သူ့အောင်မှတက်ဖို့ကြိုးစားနေရကြောင်းမလို့ဘေးကနေမကြည့်နေနိုင်တော့တဲ့ဂေတော့လေစိတ်ကိုပိုင်းဖြတ်လိုက်ရင်းနဲ့ဓာအောင်မော်ပညာနဲ့မီးတောင်းအောင်လောက်လိုက်ပြီးတော့ SK ရဲ့နှလုံးကိုထိုးချလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ဂေတော့တယောက်ဒါဘလို့ပဲပြောပြောဝစ်ချအချင်းချင်းပြန်ပြီးတော့တက်လိုက်ရတယ်လို့ဖြစ်သွားတဲ့အတွက်စိတ်မကောင်းဖြစ်က SK ဒစိဆွေးပြားကို Vasimira C ကိုပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းပဲသတိလစ်သွားတဲ့ Randy Far တယောက်လန်နိုးလာတဲ့ခါမှာတော့ တောအုပ်တစ်ခုထဲမှာရောက်နေပြီးတော့နေတငယ်ကြီးနဲ့ဖရန်ဂျီလာတို့ကအထုပ်ပိုးရည်ပြောင်းရွှေ့နေတာတွေ့လိုက်ရပါတယ်ဖရန်ဂျီလာကရှင်းနေဖျားဟောင်းနေရဲ့လမ်းညွှန်မှုရာဖရန်ချက်စကာကနက်ဖကနဲ့မဟာမိတ်ဖွဲ့ဖို့လက်ခံလိုက်တဲ့အကြောင်းရှင်းပြလိုက်ရင်တင်းသွားခြင်းဟာသွားနိုင်ပါပြီလို့ပြောလိုက်ပါတယ်ကာမိုဟန်ဘက်မှာလည်းဗက်စီမီရာနဲ့တခြားဝစ်ချာတွေက SK12 ဝန်းနေခြင်းအထိတ်မဲ့ဆူတောင်းပေးနေကြပါတယ်ဂေရောကတော့မိုးလင်းတဲ့ထိထိုင်ဆောင်နေတဲ့စီဝဲလာစီကိုသွားရောက်ခဲ့ပြီးတော့အပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်ကြောက်တဲ့ကြံနေခဲ့ရနီဖာက တိန်တွေကဘွားကြီးပြောတဲ့စကားကိုပြန်လည်သတိရပြီးတော့မော်စွမ်းအသုံးမှုကြိုးစားလိုက်ပေမဲ့မီးမော်ပညာကိုအသုံးပြုခဲ့တဲ့အတွက်သူ့ရဲ့မော်ပညာကိုဆုံးရှုံးလိုက်ပြီးဆိုတာလက်ခံပြီးတော့ဒေါသကြီးအော်ဟစ်လိုက်ပါတော့လေကဲတော့ကတော့ဒီဘက်မှာသူ့ရဲ့ငယ်ဘဝအကြောင်းတချို့ကိုပြောပြရင်းနဲ့ရက်စက်မှုတွေပြည်နေတဲ့ကဘာကြီးထဲမှာလုံးလုံးနဲ့ဆိုတာဘယ်နေရာမှမရှိဘူးလို့စီဝဲလောက်ကိုပြောပြလိုက်ရင်စီဝဲလာတောင်းဆိုထားတဲ့အတိုင်းပညာတွေသင်ပေးနေခဲ့ရင်းနေပဲကျော်တိဆက်ပေးနေတဲ့ The Witcher Season 2ရဲ့ episode 2ကလည်းပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျ။ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာ။ ခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးထူးနဲ့ပေးစားပေးခြင်းပါတယ်ဒီအိတ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရတာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲမြန်မာစားစာတွေမကထိုင်းရိုးရာစားစာတွေကိုလည်းမာယူနိုင်ပါတယ်အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတော့လေအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာ ဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝန်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်လည်းစီစဉ်ပေးထားပါသေးတယ်။နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလား။အလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလား။အေးစေးကလေးမွေးလို့ဆိုရအောင်စားဖိတီရှိပါသေးတယ်။နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝန်ဆောင်မှုပါဝင်လေးစိတ်အချို့ပို့ပစ်ကပ်စားဖိလည်းရှိပါသေးတယ်ခင်ဗျာ။ဒီအင်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosia Mall ကို BDS နံပါတ်တိုင်းစီးုံနဲ့ရောက်မှလည်းဖြစ်ပါတယ် ီအိမ်စားသောက်ဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝဝင်ရိုင်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အေဂျင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းသားကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစင်းစက်မပြတ် recap တင်ဆက်ပြီးမှမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလေ like and subscribe လုပ်ထားကြပါအောင်ခင်ဗျာအားပေးကြပေးသများလေးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေအားလုံးကိုထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ